ဖြတ်လေးဖြတ်ရဲ့နံပါတ်1ဖြတ်ဖြစ်မိမိတို့ပတ်ဝန်းကျင်မှာလွန်ခဲ့တဲ့၄ခါနှစ်ကလာရောက်ပြီးမြုပ်နှံသွဲတန်းထားတဲ့ fiber cable တွေကိုကျေးရွာလူလူညင်းညင်းလိုပဲဖြစ်စေတူရင်းတစ်ဖွဲ့ချင်းစုဖွဲ့ပြီးတော့တိတ်တဆိတ်ဖြစ်စေအခုဒီကနေရာရွေးချယ်တတ်မှတ်ထားပြီး March 25ရက်ညကစပြီးဖြတ်တော့ပြီးကြတာဖြစ်စေဒါအလိုက်တာဝါတိုင်းတွေတတ်တိုင်းတွေကို March 25ရက်ညကညကစပြီးရရနီလန်တို့ပြပြီးဖြတ်တော့ပါဓာကျိုးတွေဖြတ်တော့တော့လွယ်ပါလေအော်ဘီညင်းကြီးကျွန်တော်ကလည်းလို့ရမှာလေလို့ရတဲ့နီလန်တွေအများကြီးရှိပါတယ်နော်ကျိုးကြီးတွေကို ထိတ်မှာဂေလုံးကြီးကြီးနဲ့လေးချိန်ကြီးကြီးချပြီးတော့အားကောင်းတဲ့လူကအေးချာလွှဲပြီးကျိုးကိုတက်လိုက်မှဖြစ်တယ်ဗျာဖြစ်တယ်ပြီးကျိုးသုံးကျိုးကိုပူပြီးတော့ခြီသွားဟိုဝင်းရှော့လို့ဆောက်ဆွဲပြီးရောက်တက်လိုက်တော့အလဲကနေကျိုးတွေကိုရှော့တိုက်ပြီးတော့ဖြတ်တောက်တာမျိုးတက်တိုင်းကိုကျိုးသွားအောင်ဖြက်စီတာမျိုးစသဖြင့်ဝိုင်းဝင်းပြီးတော့ကုညီကြမှာတို့ပါလေဒါဟာနိုင်ငံမှပစ္စည်းဖြက်စီတာပေါ့ပေါ့ဖက်စီရဲ့အသက်သွေးကြောကိုဖြတ်တောက်တာဖြစ်ပါတယ်အဲ့ဒီဟောက်စာတင်းရင်ဖြတ်တဲ့အချိန်မှာဆယ်လီမီနဲ့ပြပောက်ပြီးရှော့တာမျိုးတခြားနည်းလမ်းတွေနဲ့လမ်းကိုဖြက်စီတာမျိုးမောက်ပေါင်းလုံတော်လုံဆောင်တာမျိုးစသဖြင့်ဒီလမ်းပေါင်းစုံကို ကြံစပြီးဖက်စစ်တိုက်ရဲ့တက်ပြီးကျော်ဖြစ်တဲ့လောင်စာစီတွေကိုဝိုင်းဝန်းဖြတ်တော့ဖို့ကြိုးပမ်းကြတာနော်အဲ့တော့ဒါလောင်ဖြတ်ချက်သုံးဖြစ်တယ်နော်ဖြတ်လေးရတော့သူတို့ရဲ့ဖက်စစ်တပ်တွေရဲ့စခန်းလေးစီကိုတွေ့တန်းထားတဲ့ရေပိုက်လိုင်းတွေရှိပါတယ်အဲ့ရေပိုက်လိုင်းတွေကပြည်သူတွေရဲ့ဂျားတွေကပဲဖြတ်တန်းသွားကြတာများပါတယ်အဲ့ဒီရေပိုက်လိုင်းတွေကိုခုတွေကနေရာရွေးချယ်ထားပြီးမတ်လ25ရက်ကစလုံးဝအပြည့်တိုင်ပြန်လည်ပြင်ဆင်နိုင်ဖို့မလွယ်ကူတော့တဲ့အထိဖြတ်တော့ဖို့ကြိုးစားပေးပါအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့စစ်တပ်ပြိုလဲဖို့ဖြက်လေးဖြက်ပါဝင်ကြဖို့ပြည်သူတွေကိုမြစ်တာရက်ခံလိုက်တဲ့ဗိုလ်ကြီးနေမျိုးစဉ်ရုတ်တံအပြင်လက်နက်ကင်တိုက်ပွဲများရက်တံပေးကြရန်စစ်ကောင်းဆောင်ပြောလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။တိုင်းရင်းသားလက်နက်ကင်များနဲ့တပ်ဆိုင်ရာဖွဲ့စည်းများပတ်သက်သူများအနေဖြင့်လက်နက်ကင်တိုက်ပွဲများရက်တံပေးကြရန်စစ်ကောင်းစီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကယနေ့မတ်လ16ရက်ကြာရောက်သည့်52မြောက်မွန်ပြည်နယ်နေ့အခမ်းအနားသို့တဝန်လွှာပေးဖို့ရာတွင်ထည့်သွင်းပြောကြားသည် ပြည်သူများဒုက္ခရောက်စေပြီးနိုင်ငံကိုအနေရကျရောက်စေမိလို့ရက်များကိုနိုင်ငံနှင့်ပြည်သူအကျိုးရှိရှု၍ရပ်တန့်ပေးကြရန်အတိပေးလိုကြောင်းစစ်ကောင်စီခေါင်းဆောင်ပြောဆိုထားသည့်လက်ရှိတွင်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားမှုမရှိသည့်နေရာများကိုပါပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများကြောင့်အရက်သားများထိခိုက်တေဆုံးပြီး အဆောက်အအုံများပျက်စီးနေတော့လဲစစ်ကောင်းဆောင်ကနယ်မြေဒေသအသီးသီးတွင်တိုင်းရင်းသားကနက်ကိုင်များနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်များ၏တိုက်ခိုက်မှုများကြောင့်အခြေခံအဆောက်အအုံများနှင့်ဒေသခံများ၏အသက်အိုးအိမ်စည်းစိမ်များပြတ်သုံးကာဆင်းရဲဒုက္ခရောက်နေကြကြောင်းအပြစ်တင်ထားသည်စစ်ကောင်းစီအနေဖြင့်ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးတန်ိထန်ချမှတ်ဆောင်ရွက်လျက်ရှိပြီးထို့သို့ကျင်းပနိုင်ရေးအတွက်လိုအပ်လျက်ရှိသည့်နိုင်ငံတော်ဝန်ကြီးငင်အေဂျင့်မှုရှိစေရေးကိုတိုင်းရင်းသားပြည်သူအလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်းလည်းဆိုသည် 2025ခုနှစ်မတ်လ18ရက်ဒီတူတိုင်းသားတရားလုံးတို့ရေးကြည့်တဲ့လို့ဆိုပန်းစားချက်တခုတင်ပြချင်ပါတယ်။ဒါတော့ဒီနေ့ကျွန်တော်တို့နိုင်ငံလုံးရေဆိုင်ရုံးကံဖျက်ချော်နေကြတဲ့ထွေထွေအခက်အခဲချက်တွေစူဝါလာတဲ့ဖက်စစ်ကြမ်းဖက်အနာရှယ်ရှင်တွေရဲ့လက်အောက်ကနေအပြီးတိုင်တွတ်မြောက်ဖို့အတွက်အချိန်ကျလာပြီဆိုရက်တပ်ပြုံးလို့ဆိုချက်ဖြစ်ပါတယ်။ဒီတော့ကျွန်တော်ကပြည်သူ့ဘက်တော်သားအနေနဲ့ပြည်သူတိုင်းသားတရားလုံးကိုလက်နေလျောင်းမြင်းဆောင်မကြံပါဝင်ပြီးတော့ကူညီစီခြင်းနဲ့ အစီအစဉ်လေးတင်ပြချင်ပါတယ်။ဒါလက်နက်ပြီးဆွဲကင်ပြီးတော့တိုက်ခတ်ရဖို့မဟုတ်ပါဘူး။လက်နက်ကင်တိုက်ခတ်မဲ့ကျွန်တော်တို့ဒလိုင်းအင်အားစုတွေဘက်ကလှုပ်ရှားရှိတာကိုတစ်ချိန်တည်းဟန်ချက်ကြီးလှုပ်ရှားတဲ့အချိန်မှာပြည်သူတိုင်းသားမြို့ပြနေလူသားအလုံးကအခုကျွန်တော်နှိုးဆော်တဲ့ဖြတ်လေးဖြတ်ဆိုတဲ့ဗျူဟာကိုကောင်းစွာနားလည်ပြီးတော့အချိန်ကပါဝင်ပူပေါင်းပေးချဖို့ပါပဲ။ဒီဖြတ်လေးဖြတ်ဗျူဟာကိုဘေးရက်ဒီမှာကျွန်တော်ကစတင်ဖို့နှိုးဆော်ချင်တယ်လဲဆိုရင်ဖက်စစ်စစ်တက်ကတို့ခေါ်တက်မတော်နေပေါ့။တကယ်တော့ဖက်စစ်တော်လိုင်းနေ ကြာရောက်တဲ့28ရက်နေ့မတိုင်ခင်ရှေ့လာမယ်မတ်လ25ရက်နေ့ကစပြီး3ရက်ကြာကျွန်တော်တို့စူးစမ်းကြစီချင်တာပါမတ်လ25 26 29 3ရက်လုံးလုံးမှာဖြီးတူတိုင်းတက်ပြက်လုံးဟာဖြတ်လေးဖြတ်ဆိုတဲ့အတွေးကိုဝင်ပြီးအခုကတည်းကကြိုတင်ပြင်ဆင်ဖို့လို့ဆောင်ချင်တာပါဖြတ်လေးဖြတ်ထရပထမနံပါတ်1ဖြတ်ကဘာဖြတ်မလဲဆိုတော့ဖတ်စ်အကြံဖက်တက်ကလက်ရှိအသုံးပြုနေတဲ့သူတို့ရဲ့စစ်တပ်သုံး fiber cable network ကြီးဟာဒါမှပြီး ဒီမှာပြည်ထောင်စကြောက်တော်တို့ဒီဒီမြင်းချန်တို့မိတိလာတို့တာစီတို့ရမဲသိန်းပြောခွဲစတယ်အပြင်ကိုဒီဗီဒီယိုကနေပြီးတော့ဘိုးချက်ချာယူပြီးတနင်္ဂနွေလုံးကိုသူတို့တွေ့တန်းထားတာရှိပါတယ်ရောက်ခဲ့တဲ့9နှစ်6နှစ်လောက်ကနေကစီမံချက်ချပြီးတော့ဒီကာလမှာအာနာသိမ်းပြီးတိုက်မိကိုစိတ်ရန်ရိုင်းနဲ့ခေါင်းခေါင်းဖိနှိပ်ဖို့သူတို့ကိုယ်တိုင်စစ်တပ်တီးတန့်သော fiber network ကြီးကိုတိစောက်ထားတာရှိပါတယ်အဲ့တော့လောက်ခဲ့တဲ့9နှစ်6နှစ်လောက်မှာမိမိတို့ဒီမျိုးပြတွေမိမိတို့ရဲ့လေခွင့်တွေမိမိတို့ရဲ့ခြေရွာတွေကိုဖြတ်တန်းပြီးတော့၄ပြီ၅ပြီလောက်ရည်ကြီးအောင်မှာအနတူးပြီးတော့ ဖိုင်ဘာကေဘယ်ဒီလိုအနက်ရောင်ပိုက်ကြီးပိုက်မဲကြီးတွေသူတို့ဖြုတ်ညှပ်ထားကြတာမမီကြပါလိမ့်မယ်နေရာတွေကကျွေးသွားကြအကြောင်းမရှိပါဘူးအဲ့ဒီနေရာမှာပါပဲလွန်ခဲ့တဲ့၅နှစ်၆နှစ်တော့ဆိုတော့အခုအသက်တွေတချို့တွေလည်းနည်းနည်းတော့ကြီးမှာပေါ့ဆိုတော့အဲ့ဒီဖိုင်ဘာကေဘယ်တွေကိုလာမဲ့မတ်စတာ25ရင်းကစပြီး၃ရက်တိုင်တိုင်းကြားရနေရာကနေပြီးတော့ပြန်လည်တူးဖို့ပြီးဖြတ်တော့ပြီးပါအဲ့ဒီဖိုင်ဘာကေဘယ်တွေဖြတ်တော့သွားတာနဲ့အမြဥပမာဆိုရင်ဒီဗီဒီယိုနဲ့ဒီမကွေးတိုင်းမှာဖြတ်တော့လိုက်ရင်ရခိုင်ပြည်နယ်ဘက်ကသူစစ်စင်လွဲနေတဲ့စစ်စင်ရဲ့အကုန်လုံးနှောင့်နှေးပြပြသွားမှာဖြစ်တယ် ဖိတူစားပဲဘကူတိုင်းဘက်ကနေပြီးတော့ဖြတ်တော့လိုက်မယ်ဆိုရင်တနင်္လာရီဘက်ကစစ်စင်ရေးအစီအစဉ်တွေကိုအားလုံးနှောင့်နှေးသွားမှာဖြစ်တယ်အဲ့တော့တနင်္လာနေ့ကပြည်သူတွေဖြတ်လေးဖြတ်ရဲနံပါတ်1ဖြတ်ဖြစ်မိမိတို့ပတ်ဝန်းကျင်မှာလုံခဲ့တဲ့၄ငါးနှစ်ကလာရောက်ပြီးမြုပ်နှံတွယ်တန်းထားတဲ့ fiber cable တွေကိုကြီးရွာလူလူညီညွတ်လို့ပဲဖြစ်စေတူးချင်းတစ်ခွဲချင်းစုဖွဲ့ပြီးတော့တိတ်တဆိတ်ဖြစ်စေအခုဒီကနေရာရွေးချယ်တတ်မှတ်ထားပြီး March 25ရက်ညကစပြီးဖြတ်တော့ပြီးတော့ဒါဖြတ်တယ်ပေါ့နောက်ဖြတ်နှစ်ကတော့ဖြတ်စေကြမ်းဖက်လေတက်တွေအဓိက နောက်တစ်ခါဖက်စစ်အကြမ်းဖက်တက်ကကပ္ပစာစစ်ရုံတွေကိုတွေ့တန်းထားတာစစ်ဌာနချုပ်ကြီးတွေတန်ရင်းဌာနချုပ်တွေဖက်စစ်တက်ကလက်ပါစီဖြစ်အသုံးမောက်ခံနေတဲ့ရုံးဌာနတွေကိုတွေ့တန်းထားတဲ့ကျက်စစ်ဒါအလိုက်တွေရှိပါတယ်တပ်တိုင်းတွေရှိပါတယ်ဒါတွေကမြေကြီးအောက်ကသွားတာမဟုတ်ဘူးမြေပေါ်ကပဲသွားတာဖြစ်တယ်အဲ့ဒီကျက်စစ်ဒါအလိုက်တာဝါတိုင်းတွေတပ်တိုင်းတွေကိုမတ်လ25ရက်နေ့ညကစပြီးရရနီလန်အသုံးပြုပြီးဖြတ်တော့တာတချို့တွေဖြတ်တော့တော့လွယ်ပါလေအော်ဘီညီကြီးကျွန်တော်ကလုပ်လို့ရမှာလေလုပ်လို့ရတဲ့နီလန်တွေအများကြီးရှိပါတယ်တော့ကြိုးကြီးတွေကို ထိတ်မှာဂေလုံးကြီးကြီးနဲ့လေးချင်းကြီးကြီးပြီးတော့အားကောင်းတဲ့လူကအေးချာလွှဲပြီးကျိုးကိုတတ်နိုင်မှာဖြစ်တယ်မှာဖြစ်တယ်ပြီးကျိုးသုံးကျိုးကိုပူပြီးတော့ခြိသွားဟိုဝင်းရှော့လို့ဆောက်ဆွဲပြီးတော့ရောက်တတ်နိုင်တဲ့ခုအလဲကနေကျိုးတွေကို short တိုက်ပြီးတော့ဖြတ်တောက်တာမျိုးတတ်နိုင်ကိုကျိုးသွားအောင်ဖြက်စီတာမျိုးစသဖြင့်ဝိုင်းဝင်းပြီးတော့ကုညီကြဖို့လိုပါလေဒါဟာနိုင်ငံမှပစ္စည်းဖြက်စီတာမဟုတ်ပါဘူးဖက်စီရဲ့အသက်သွေးကြောင့်ဖြတ်တောက်တာဖြစ်ပါတယ်ဒါဖြတ်နှစ်ဖြတ်သုံးကတော့ဓာတ်စီတွေ လောင်စာစီတင်ရင်တွေလေရင်စီတင်တဲ့ရင်တွေကအခုဆိုရင်အသွင်ဖြတ်ပြီးတော့ပုံဖြတ်ပြီးတော့ရက်ဖက်ရင်ရောင်ဆောင်ကရင်နှန်းနေနဲ့တွားလာတာတွေ့ကြပါတယ်တချို့ရင်နှန်းတွေဆိုရင်အဲ့ဒီဓာတ်စီတင်လေရင်စီတင်တဲ့ရင်တွေရဲ့ခေါင်းခုခေါင်းပုံမှာဆိုရင်ဂျန်ပါလီပါတက်စင်တာတိတိကျကျတာတွေ့ရပါတယ်အဲ့ဒီစီရင်နှန်းတွေအဲ့ဒီလောင်စာစီတင်တဲ့ရင်တွေဖြတ်တန်းသွားလာတဲ့အခါမှာရတဲ့ဒီလက်နဲ့နှောက်ရှက်ဟန်တာတိုက်ခိုက်ဖို့စ조사ကြရမှာဖြစ်ပါတယ်အာကျွန်တော်တို့မှလက်မှတ်ရှိတာလွယ်ပါတယ်လွတ်လွတ်လပ်လပ်နေတဲ့နေရာကြီးရှိပါတယ်ဓာတ်စီနဲ့ဒီဇယ်ရောထားတဲ့သို့မဟုတ်ဒီဇယ်နဲ့အင်ဂျင်ဝိုင်း တ်စီရောထားတဲ့အရေးဟာရေရှည်မိလောင်စေတဲ့တတိရှိပါတယ်။စိတ်ရင်နဲ့လောင်စာစီတင်တဲ့ရင်နဲ့မဖြတ်တန်းခင်သူတို့ဖြတ်တန်းမဲ့လမ်းတဲ့တဲ့မှာမိမိဆိုင်ကတတ်စီကိုဖောက်ချပြီးအစင်းနဲ့ပြင်ဆင်ထားပြီးအဲ့ဒီလောင်စာတင်ရင်ဖြတ်တဲ့အချိန်မှာဆီလီပီနဲ့ပြပောက်ပြီးချိုးတာမျိုးအခြားနည်းလမ်းတွေနဲ့လမ်းကိုဖြတ်စီးတာမျိုးမောက်ပေါင်းလုံးတော်လုံးဆောင်တာမျိုးစသဖြင့်ဒီလမ်းပေါင်းစုံကိုကြံစပ်ပြီးဖက်စစ်တပ်ရဲ့တပ်တရောဖြစ်တဲ့လောင်စာစီတွေကိုဝိုင်းဝန်းဖြတ်တော့ကိုကြိုးပမ်းကြပါနော်အဲ့တော့ဒါတော့ချက်ချက်သုံးဖြစ်တယ်။နောက်ဖြတ်လေးရတယ်။သူတို့ရဲ့ဖက်စစ်တပ်ရဲ့ စခန်းလေးရှိကိုတွေ့တဲ့ထားတဲ့ရေပိုက်လိုင်းတွေရှိပါတယ်။အဲရေပိုက်လိုင်းတွေကပြည်သူတွေရဲ့ဓာတ်တွေကပဲဖြတ်တန်းသွားကြတာများပါတယ်။အဲ့ဒီရေပိုက်လိုင်းတွေကိုခုတွေကနေရာရွေးချယ်ထားပြီးမတ်လ25ရက်ကစလုံးဝအပြီးတိုင်ပြန်လည်ပြင်ဆင်နိုင်ဖို့မလွယ်ကူတော့တဲ့အထိဖြတ်တော့ဖို့ကြိုးစားပေးပါ။ဒါဆိုရင်ဖက်စစ်တပ်ဟာပထမဆုံးဆက်သွယ်ရေးတက်တော့သွားပါပြီသူတို့။ဆက်သွယ်ရေးတက်တော့လို့ပြင်ညာဆင်ညာဖို့ကြိုးစားနေကြတဲ့အချိန်မှာသူတို့တန့်ချင်းချင်းဆက်သွယ်ရေးပြတ်တော့တာကိုခွင့်ပေးယူပြီးတော့ဖက်ပြေးခြင်းနဲ့ပြိုကွဲခြင်းနဲ့မိကုံရန်ကုံရိတ်ခါပုံပြီးတပ်တွင်းတပုံထခြင်းနဲ့သူရဲ့တက်တွင်းကလူတွေအတွက်အခွင့်အရေးကြီးဖြစ်ပြီး ်တက်ချင်းချင်းအောင်ကြွမှုပြီးဖြစ်ပေါ်တယ်ဆက်သွေးပြတ်တော့သွားတယ်မှမူတည်ပြီးတော့အမိပေးစီခိုင်းနေတဲ့သွားမတိုက်တော့တာလေးလေးလေးမပြန်တန်းနိုင်တော့တာလေးတောက်ပမှုတွေမရတော့လို့ထွက်ပြေးပို့ပြားနေပြီးလက်မဖမ်းကြတော့တာလေးဖီယိုဖီးရဲ့ကစင်ကလေးအပြုတ်ကွဲပါလိမ့်မယ်နောက်တစ်ခုကလက်စစ်ဒါလိုင်းကြီးဖြတ်တော့လိုက်တဲ့အတွက်ကြောင့်လေရင်ကွင်းတွေတိုက်ရင်တွေမပြန်တန်းနိုင်ပဲနဲ့သူတို့ကြီးစွာသောခက်ခဲတွေကြုံတွေ့ရပါလိမ့်မယ်နောက်တစ်ခုလက်လောင်စာကြီးဖြတ်တော့ပိတ်ဆို့ခြင်းခံရတဲ့အတွက်ကြောင့်နိုင်ငံလုံးတစ်ပြည်တည်းရွှေပြောင်းမှုတွေရပ်တန့်သွားပါလိမ့်မယ်နောက်တော့ရင်တော့ရင်ဖြတ်တော့ခံရတဲ့အတွက်ကြောင့် တို့တပ်ဖွဲ့ဝင်မိသားစုတွေအားလုံးခက်ခဲကြီးစွာကြုံပြီးမယုံမင်းအခြေအနေမှာတို့အားလုံးလည်းပေါက်ကွဲစုပူအုံကြွားကြောက်နေဒီချိန်မှာကျွန်တော်တို့ဒေါ်လိုင်းတပ်ဖွဲ့တွေအားလုံးဟာမဟာဗျူဟာမြောက်တဲ့ထိုးစစ်တွေကိုဆင်နွှဲကြောက်နေအပြည်သူတွေအားလုံးဖြတ်လေးပြတ်ဗျူဟာအတွက်အခုတည်းကနေရာရွေးချယ်ခြင်းလက်နက်စုဆောင်းခြင်းအချိတ်ဆက်စနစ်တကျပြုမှုခြင်းစီစဉ်ခြင်းနဲ့လှုပ်ဆောင်ပြီးရင်ဆက်လက်ပြီးပူးပေါင်းချိတ်ဆက်ရမယ်ဒေါ်လိုင်းလက်မြောက်တပ်ဖွဲ့တွေနဲ့ပေါ့ဆာမဲ့အစီအစဉ်တွေကိုစနစ်တကျရွေးချယ်ခြင်းများပြုလုပ်ထားဖို့လေးစားစွာနှိုးဆော်လိုက်ပါတယ်။ဖက်စစ်ဂျာဖက်အာနာရှင်စနစ် 套路个甚多嘛，你妈咪个，你得国标从今要会。<noise>